လွန်ခဲ့တဲ့နှစ်တန်ပေါင်း300ကျော်ကကဘာပေါ်မှာစက်စားဟေတွေပုံမှန်တရံအလွန်ထူးဆန်းပြီးဘယ်မျိုးစိတ်အုပ်စုထဲမှာထိရမှန်းမသိအောင်တိပံပညာရှင်တွေကိုယနေ့တိုင်ဒုက္ခပေးနေတဲ့တရဝကြီးတကောင်ရှိခဲ့တယ်ဆိုတာသင်သိပါသလားတင်တိပါသလားဒီလိုဝဆန်းကြယ်တဲ့တရဝါကိုထာလီမွန်စတာလို့ခေါ်ပြီးသူ့ရဲ့ရုပ်ကျွင်းကို1958ခုနှစ်မှာအပျော်လန်းကြောက်ဖြစ်ရုပ်ကျွင်းရှာဖွေသူ Francis Turley ကအမေရိကန်နိုင်ငံ Illinois ပြည်နယ်က Mason Creek ဆိုတဲ့နေရာမှာစတင်ရှာဖွေတွေ့ရှိခဲ့တာပါ သူတွေ့ရှိခဲ့တဲ့ရုပ်ကြွင်းကဘယ်တက်ရှိနေမှာမသိဘဲအလွန်ထူးဆန်းနေခဲ့ပါတယ်။သူ့မှာတော်ပီဒိုလိုခန္ဓာကိုယ်ပုံစံရှေ့ကိုထိုးထွားနေတဲ့နှုတ်မောင်းရှိရဲ့အဆုံးမှာအစာကိုဖမ်းဆို့ဖို့တွားဆွဲရပါတဲ့လက်မောင်းတစ်ခု ပြီးတော့ခန္ဓာကိုယ်ရဲ့ဘေးကနေတုတ်ချောင်းလေးတွေလိုထွက်နေတဲ့မျက်လုံးတစ်စုံနဲ့ trigan ဘုံအငီးတစ်ခုပါဝင်ခဲ့ပါတယ်။ဒီတရဝဟာအယိုးမရှိတဲ့ soft bodied creature တကောင်ဖြစ်တဲ့အတွက်သူ့ရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံကို အတိအကျသိဖို့ကအလွန်ခက်ခဲခဲ့ပါတယ်။ ဒါကြောင့်နှစ်ပေါင်း90ကြိုတိုင်အောင်သိပ္ပံပညာရှင်တွေကသူ့ကိုဘယ်အုပ်စုနဲ့ထည့်ရမလဲဆိုတာကိုအပြေရှာမရခဲ့ပါဘူး။တချို့ကသူ့ကိုပင်လယ်တန်းကောင်းတစ်မျိုးလို့ပြောကြတယ်။တချို့ကခယူးလို့မော်လက်စ်တစ်မျိုးလို့ပြောကြတယ်။ဒါပေမဲ့ဘယ်ကမှအံဝင်ခွင့်ကြောင့်မဖြစ်ခဲ့ပါဘူး။၂016ခုနှစ်မှာတော့သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့ကရုပ်ကြွဲပေါင်းတန်တန်တဲ့နှစ်တောင်းကျော်ကိုအစင်းမြင့်နီးတွေနဲ့စကန်ဖတ်ဆစ်ဆေးပြီးနောက်မှာတော့ Charlie Monster မှာ Noto Call လို့ခေါ်တဲ့ရှေးကျတဲ့ဂျော်ယိုပုံစံတစ်ခုကိုတွေးရှိခဲ့တယ်လို့ကြေညာခဲ့ပါဗျ။ ဒါကြောင့်သူဟာ Lamprey ငါးရှင်တင်တဲ့မျိုးနွယ်အတူတဲ့ Joy Yoshi တတဝါ Vertebrate တကောင်ထက်တယ်လို့ကောက်ချက်ချခဲ့ကြပြီးနှစ်ဖောင်းများလာကြာမြင်တဲ့ Paheli ကြီးအဆုံးသတ်သွားပြီလို့ထင်ခဲ့ကြပါတယ်ဒါပေမဲ့ဒီဇလန်ကဒီမှာမပြီးသွားပါဘူး2019ခုနှစ်နဲ့အဲ့ဒီနောက်ပိုင်းလေးလာမှုတွေမှာသိပ္ပံပညာရှင်အဖွဲ့တွေက2016ခုနှစ်ရဲ့တွေ့ရှိချက်တွေကိုပြန်လည်ဆိုင်ခေါ်ခဲ့ကြပါတယ်သူတို့ကနော်တိုခော့လို့ထင်ခဲ့တဲ့အရာဟာတကယ်တော့အစာကျေလမ်းကြောင်းရဲ့အစိတ်ပိုင်းတစ်ခုသာထင်နိုင်ကြောင်းနောက် ထာလီမွန်စတာရဲ့မျက်လုံးထဲကဓာတ်ထိုဖွဲ့စည်းပုံကကင်းမွန်နိုလိုကြော်ရုံမဲ့တတ္တဝါတွေနဲ့ပိုပြီးတူညီကြောင်းတက်တယ်ပြခဲ့ကြပါတယ်။ဒီလိုနဲ့ထာလီမွန်စတာဟာဘသူမှမသိတဲ့လျှို့ဝှက်စမ်းကြတဲ့တတ္တဝါတကောင်အထိပဟေလီနယ်ဘက်ထဲကိုပြန်လည်ရောက်ရှိသွားခဲ့ပါတယ်။ဒီနေ့အထိထာလီမွန်စတာဟာတိပ်ပံပညာရဲ့အဖြစ်မထုတ်နိုင်သေးတဲ့အနေကမာကြီးတစ်ခုအဖြစ်ဆက်လက်တည်ရှိနေပြီးတမတဲ့မတဲ့မီကဘာကြီးဟာကျွန်တော်တို့မသိသေးတဲ့လျှို့ဝှက်ချက်တွေနဲ့ပြည့်နှက်နေကြောင်းကိုသတိပေးနေတဲ့သက်ရှိတကောင်ပါပဲ။အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်။